ကင်းခွာတော့မှာပဲအဲအဲ့လိုမျိုးလို့ဆိုတော့ဒါလူနဲ့အသင့်မြတ်ဆုံးအရိယအရိသစ္စာဖြစ်တဲ့အတွက်အဲ့ဒါကိုအရိယသစ္စာလို့ဒီလိုပြောလိုက်တာဒါအမှန်အဲ့တော့ဒီအရိယသစ္စာဆိုတဲ့ဟာဖြစ်အောင်ကတော့ကျုပ်တို့အမှုကိုဝေဖန်ပေးထားတယ်အမှုမကောင်းတာကိုကျုပ်တို့ကနေပြီးတော့ပယ်နိုင်ဖို့အမှုကောင်းတာကိုပွားနိုင်ဖို့အမှုမဟုတ်တာတွေကိုပိုင်းပိုင်းခြားခြားပြတ်ပြတ်သားသားသိဖို့အမှုကောင်းတာကိုကျုပ်တို့ကစိုက်နေဖို့ရံတွေ့ ကျွတ်တို့မှာလိုတာပေါ့ဒါမှကျွတ်တို့တကယ်ငြင်းချမ်းကြပါဘူးအဲ့တော့အဲ့ငြင်းချမ်းမှုအတွက်အော်အရိယတစ္ဆာဆိုတာအမှုတစ္ဆာပါလားဟုတ်တာလေးတစ်ချက်လေကျွတ်တော်တည်အောင်ကျွတ်တို့ထေရဝါဒဘုရားဝါဒအမှုတစ္ဆာဆိုတာသူတို့မတိယုံနေမကဘူးသူတို့ဂိုက်လုတ်ပေးနေတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1800လောက်ကရှင်ဘုဒ္ဓဘောဇာကိုလည်းမရှိဘူးလို့ပြောတယ်။မူတ္တိသာ ဘောဆိုသမှုတိန်ပရမထင်းစာသမှုတိတ္တစာနဲ့ပရမထသစ္စာပဲဒါမြတ်စွာဘုရားဟောကြားတော်မူတယ်တတိယမြောက်နှစ်ခုမြောက်သုံးခုမြောက်သစ္စာနော်နောက်ထပ်သစ္စာတစ်ခုမရှိဘူးလို့တတိယနုဘလဗတိဆိုတတိယသစ္စာမရဘူးလို့သူတို့ပြီးဖို့ထားလို့သူတို့ရဲ့ဆရာတော်မှမသိဘူးသူတို့ဆရာမသိုံနဲ့မကရှိကိုမရှိဘူးလို့ကိုပြောခဲ့တယ်အဲ့လိုဆိုတော့အဲ့ဒီသူတို့ကြမှာတော့ဘယ်လိုလုပ်ပြီးတော့ ဒီအမှုတစ္ဆာကိုသိပါမလဲ။ဟုတ်ပါဘူး။အကောင်တစ္ဆာပဲသူတို့သိမှာ။အစိတ်တစ္ဆာပဲသိမှာ။အစိတ်တစ္ဆာကပရမတ္ထတစ္ဆာ။အကောင်တစ္ဆာကသမှုတိတစ္ဆာ။သမှုတိတစ္ဆာနဲ့ပရမတ္ထတစ္ဆာပဲ။အဲ့တော့ပရမတ္ထတစ္ဆာတွေကိုသူတို့ကကြိုးစားပြီးရှုကြလို့ပရမတ္ထတစ္ဆာကိုတစ္ဆာခံပြီးတကလား။ဆိုက်သွားပြီလို့ဆိုရဲ။အဲ့ဒီဆိုက်သွားတဲ့ဘုံကြီးကိုပရမတ္ထတန်ကာလို့သူပြောတယ်။မဲပရမတ္ထတန်ကာကိုအရိယတန်ကာလို့လို့။အဲ့ဒီအထိပဲပေါ်တာတကယ်။ ပေပရမထတံကအရိယတံကဘာနာမည်ကူကပရမထတံကပါတယ်လို့ဆိုနေမှာတော့အရိယတံကပဲဟုတ်ပါဦးလေပရမထတံကပရမထဒေသရှုလို့ဖြစ်တာအရိယတံကအရိယဒေသရှုလို့ဖြစ်တာအရိယဒေသကအမှုပရမထဒေသကအစိတ်အဲ့တော့ပြောမစရင်ကျုပ်တို့နဲ့တို့ကတော့စက်လို့ကိုမရတော့ပါဘူးတတ်နိုင်ရင်တို့အဲ့ဒါတော့များသိရင်ကျုပ်တို့တတ်တောင်ပြမလားမသိဘူးဟုတ်လို့ဆိုရင်တော့တို့ဟာဖြတ်မဲ့ဟာကျုပ်တို့ပဲဟုတ်တော့ သူတို့ဟာပြောင်းလုံးမဲ့ဟာလုံးနိုင်တာကျိုးတို့ပဲရှိတယ်ခရိယာကလည်းသူတို့ပြောင်းအောင်ဖြစ်နိုင်ဟုတ်နော်မွတ်စလင်ကလည်းသူတို့ပြောင်းအောင်ဖြစ်နိုင်ကွန်မြူနီကလည်းသူတို့လုံးလုံးပြောင်းအောင်ဖြစ်နိုင်ပါဘူးတရုတ်ပြည်ကွန်မြူနီတွေလောက်တာဗျာအခုဗုဒ္ဓဘာသာတွေပြန်ထုံးကားနေရပြန်ပြီဗျာကွန်မြူနီကလည်းသူတို့ကိုဖြတ်နိုင်ကွန်မြူနီဆိုတာအဆိုးဆုံးလူလို့ပြောကြပါလို့သူတို့ဘာသာတရားကိုမဖြတ်နိုင်ပါဘူးလို့သူတို့ကျုပ်တို့ကဖြတ်နိုင်တယ်တမန်ရှားဘာသာတွေလည်းဖြတ်နိုင်တယ်ကျုပ်တို့ကဖြတ်နိုင်တယ် ရိယာမဖြစ်နိုင်ခရိယာဗုဒ္ဓဘာသာယောဒီထေရဝါဒဗုဒ္ဓဘာသာကိုမဖြစ်နိုင်ဘူးမုစလင်လည်းဖြစ်နိုင်ဘူးဟိန္ဒူလည်းမဖြစ်နိုင်ဘူးကျုပ်တို့ကဖြစ်နိုင်တယ်ဘာတကယ်ကိုအဲ့လိုဖြစ်နိုင်တယ်ဆိုတာသိရင်တော့သူတို့ဘာသာပြတ်ပါကြောက်ရင်ကတော့ကျုပ်တို့တကယ်ကိုတပြည့်ကြည့်လှဲ့ပြလှဲ့လဲပြီးခဲ့ပါပြီလို့ပြောကြပါသေးဗျာဒါမပြောင်းလို့လားလို့သူတို့ပြောရမှာပါနေမှာဒါရှင်ညာနာပြောရတာကတော့ဒါတော်တော်ကြီးကိုကြောက်เสียကောင်းနေပေါ့နော်တရားဝါဒဗုဒ္ဓဘာသာကိုတခြားဒါ community တွေကလည်းမပြတ်နိုင်ဘူးခရစ်ယာန်ကလည်းမပြတ်နိုင်ဘူး ဒါမှမဟုတ်ဒါပစ္စုပန်ကမ္မဝါဒကတော့ဖြတ်နိုင်တယ်ဆိုတာမျိုးပေါ့နော်ဒါပြောထားတယ်ဒါမှမဟုတ်ဒါရှေ့တရားတစ်ခုမှာတော့ကျွန်တော်နားအူးတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီထေရဝါဒဘုရားဘာသာကပေါ့နော်အဲသူကဒါမပြတ်တော့မပြတ်စည်းခဲ့ဘူးအဲဒါမှမဟုတ်ထူးခြားတာတစ်ခုပေါ့နော်ဒီတခြားဘာသာတွေတခြားဝါဒတွေအားလုံးနှိပါးကိုရှုံးနိုင်ခဲ့တယ်ဆိုတာမျိုးပေါ့နော်တိရိဓမ္မတော့ကမဲလက်ထက်မှာသူတို့ဒါပရမတ္တသစ္စာဆိုပြီးတော့စပြီးလှုပ်လိုက်တယ်အဲလှုပ်လိုက်တဲ့အချိန်မှာဒါဟိန္ဒူပညာရှင်တွေနဲ့တွေ့ပြီးတော့အဲ့မှာရှုံးခဲ့တယ်ပေါ့နော် အဲ့အဲ့လိုရှုံးပြီးတော့မပြီးသေးဘူးဗျာတကယ်တမ်းနေပေါင်းထရောင် လောက်မှဆိုရင်ဒီအစ္စလမ်တွေကနေဒီအနောက်ဘက်ကနေဝင်လာပြီပေါ့နော်ဝင်လာတဲ့အချိန်မှာလည်းဒီဟိန္ဒူကိုကြတော့သူတို့ကအစ္စလမ်ကဒီမလွှမ်းမိုးနိုင်ခဲ့ဘူးပေါ့နော်တကယ်တမ်းအိန္ဒိယတဲမှာကြံနေတဲ့ဒီလက်ကျန်ဗုဒ္ဓဘာသာတွေအားလုံးကိုတော့လွှမ်းမိုးနိုင်ခဲ့တယ်အဲ့တော့အဲ့ဒီမှာလည်းဒါရှုံနေခဲ့တယ်ပေါ့နော်လောက်တောင်လဲဆိုရင်ဒါကွန်မြူနတီအထိကိုဟောထားတာရှိတယ်အဲ့တော့ကျွန်တော် channel ထဲမှာအဲ့ဒီတရားတော်ကိုလည်းတင်ထားတယ်ထပ်ပြီးတော့ပြောနေတာပါလားအဲ့တော့ တကယ်ပဲသူတို့ကိုတော့ဖြင့်အပြောက်ဖြောက်တာကျုပ်တို့ပါလို့ဘုလို့ကျွန်တော်တစ္ဆာချင်းကိုကြည်သက်ပါတော့ဗျာဟိုရဲရဲဆဲဆဲဥပမာလေးပေါ်လာနေပြောဆိုတော့နဒစီနဲ့အီးပဲအဲ့လိုပဲခြားရတယ်ဗျာတစ္ဆာချင်းကကျုပ်တို့ကမှုတစ္ဆာကိုပြောနေပြီသူတို့ကအစိတ်တစ္ဆာပြောပြီးတော့အဲ့ဒီအစိတ်တစ္ဆာကနေပြီးတော့ဘာမှမရှိရသေးဘူးရောအဲ့ဘာမှမရှိတာအကောင်ဆုံးနေပါမှာဆိုပြီးသူတို့ဆိုက်ပြီးတော့ပဋ္ဌာန်းကျမ်းကြီးစီရင်ထားတယ် ီပဋ္ဌာန်းကျမ်းကြီးပြောက်သွားရယ်သာသနာတော်ကအစအဆုံးပြောက်မှန်ဟာဖြစ်တဲ့အတွက်ဒါကြီးမပြောက်တော့ရွတ်ကြမှာပဲဆိုပြီးတော့ဟိုနာဟိတုပစီရောဒီနာဟိတုပစီရောနဲ့ဖြစ်နေအမလီအဲ့ဒါကြီးကိုကသာသနာကြီးဖြောက်နေတာလို့အကျွတ်တော့ဖြစ်ရင်ရင်ထဲမှာတုံ့ပြီတဲ့ဒီပဋ္ဌာန်းတန်ကြားလို့ရှိရင်ဟင်းဒါကြီးကိုတိုင်းကိုကဖျားကိုတက်တက်တက်စော်ကားနေတာဖြောက်ဖြစ်နေတာလို့ပေါ့ဗျာအမဘာဘာရှိတာကြီးကိုရောက်အောင်လုပ်တာဘယ်ဒါကြီးကပြောပစင်တော့တော်တော်ကိုယ်ပိုင်ကန်းနေဟာကြီးဖျားတော့အဲ့ဒီအဲ့ဒီအရာကိုဘာပြောလဲဆိုရင်တော့ လူထောင်ပြုံးကြီးလို့ပြောပြလူထောင်ပြုံးကြီးဆိုတာနားထောင်နဲ့မြုံးကနားတွေဝင်လို့ရတယ်ဒီထဲကိုပြန်ထွက်မရဘူးဒီထဲရောက်ပြီးတော့လူပြန်ထွက်လို့မရဘူးမြုံးဆိုတာပြန်ထွက်လို့မရတော့ဒါတည်ဖို့ရှိတာပေါ့အဲ့ဒီလိုပဲမကလိကောသာလာလို့ပူရဏကတ္တပါလို့ဆိုတာလေအဲ့ဒီလိုမျိုးခက်ဆက်ဆက်ယူဆရှိတာလေသူတို့ကအဲ့လိုဆိုသူတို့လူထောင်ပြုံးကြီးလို့လူထောင်နဲ့မြုံးကြီးလို့အဲ့ဒီလိုမျိုးပြောခဲ့အခုသူတို့ရဲ့လူထောင်ပြုံးကြီးလေးရောက်ပြီဟုတ်ပါသူတို့မသိဘူးရတာ ကျုပ်တို့ရဲ့တိတ်ထားပါလေတကယ်တော့အဲအဲ့လိုသာဖြစ်မယ်ကျုပ်တို့ကအနေတူဆိုတဲ့ခါကျကျုပ်တို့ပဲခြောက်ရမယ်သူတို့စူးစမ်းနေဟောခြောက်ပါဟောသူတို့တကယ်သိရင်ဒီတဲ့တော်ခြောက်ပါဘူးတော့တကယ်တော့ဟောဒီအရိယတစ္ဆာဟာအဲ့လောက်ခက်ခဲပါတယ်အဲ့လောက်နဲ့နဲပါတယ်လို့ဆိုရအခုကျုပ်ပြောတဲ့စကားတွေကအဲ့ဒီတယုတ်ကိုဖောနေတာလို့ခင်ဗျားတို့နားလည်ကြမယ်လို့ထင်တယ်ဟုတ်ပါဘူးသူတို့ကတော့ဒီအရိယတစ္ဆာတရားဆိုတာဟာ ေါ်တော်ရတော်ကြာဘူးနေကြပါလို့ဒီလိုမျိုးလေးမပတ်ပေးကြပါနဲ့ပေါ့တကယ်ခက်ခဲတဲ့အရာပါဟောဆိုရင်တော့အမှုကိုသစ္စာလုံနိုင်တာဟာကျုပ်တို့ပဲလုံနိုင်တာဗျာပြီးတော့လည်းပဲအမှုကိုသစ္စာလုံတာတကယ်လူသားကအမှုကိုသစ္စာလုံတာဥပမာလူတယောက်အဲ့ဒီဥပမာဘို့ဒါကျွန်တော်တို့လူပေါ့နော်တာမန်လူတွေနားလည်အောင်ဒါအရှင်းဆုံးပြန်ပြောရတော့ရင်ဒီပုံစံမျိုးလဲဆိုတော့ဗျာဒါမူးယစ်စေဆွဲနေတဲ့တူတယောက်လိုပဲပေါ့နော်အဲဆိုလိုတာကအဲ့ဒီလိုမျိုးဒါမူးယစ်စေဆွဲပြီးလို့ရင် သူကအဲ့ဒီထဲမှာသူချမ်းသာနေတယ်လုံးတခြားဒါလူဘွားနဲ့ပတ်သက်တဲ့ဒီတွေ့တဲ့ရတွေ့တဲ့ကြောင်းတွေလည်းဘာမှမရှိတော့ဘာမှလည်းမလုံနိုင်တော့ဘူးအဲ့လိုမျိုးမလုံနိုင်ပေမယ့်ပေါ့နော်သူကအဲ့ဒီဒီမူးယစ်ဆေးဆိုရယ်ဒီဝဲကရက်ထဲမှာသူကပျော်ပါနေတယ်ဒီချမ်းသာဒုက္ခကိုလည်းခံစားနေရတယ်အဲ့ကဒါစင်ညာနာဘာလို့ပြောချင်တာလဲဆိုတော့အခုခေတ်ပေါ့နော်ဒီဘုရားဘာသာမှာကျင့်သုံးနေတဲ့တရားတွေအဲ့ဒီတရားတွေကအထူးသဖြင့်ဒါဇန်တရားတွေဒီယူပါတွေအယူပါတွေပေါ့နော်အဲ့ဒီရဲ့ယာတွေကဒါလူတယောက်ကိုကျုံသွင်းထားတဲ့လူထောင်မြုံတစ်ခုပေါ့ အဲဆိုလိုတာကဗျာအဲ့ဒီတဲကိုဝင်ပြီးပြီဆိုရင်ဒီချမ်းသာဒုက္ခဆိုတဲ့အရာတွေကိုတော့ရှားလိမ့်မယ်ဆိုတော့ကတကိုယ်ရေအဖြစ်တော့ဒါချမ်းသာလိမ့်မယ်အဲဒါပေမဲ့တခြားတိုးတက်ရာတိုးတက်ချောင်းတွေလည်းမရှိတော့ဘူးလူတွေနေလည်းဒါဆက်ဆံတာမျိုးတွေမရှိတော့ဘူးအဲအဲ့ဒီသဘောတရားကိုပဲရှင်ညာနာဒါလူတော်မြုံလို့ဒါသုံးသွားရပေါ့အိမ်ကမီးနဲ့ရှို့တယ်ဆိုရင်အိမ်မူးနဲ့မီးနဲ့ရှို့တဲ့သူဆိုရင်တရားရုံခေါ်သွားလို့ရှိရင်တရားရုံကနေအပြစ်ပေးမှာဗျာဘာအပြစ်ပေးမှာတော့ဆိုရင်အမှုအပြစ်ပေးမှာ အမှုပြပေးပါဆိုတော့ဒီလူကရှုပ်တယ်ဆိုရင်ဒီလူပြပေးမှာပေါ့အမှုကိုတို့ကအပြပေးလို့မရတဲ့အခါကျအဲ့ဒီအမှုကိုထပ်ဆောင်နေတာဒီလူပဲဆိုပြီးတကလားဒီလူကြီးကိုထောင်နေထဲတာတကယ်ကြတော့ဘယ်နေရာလေးမှာသွားပေါ်လဲဆိုရင်တော့အယူကသူ့အိမ်ကိုမိနေရှုပ်တယ်။ဟုတ်မတရားရုံရောက်ပြီဆိုတရားသူကြီးကစစ်မှာပေါ့မင်းဘာလို့မိနေရှုပ်ရလဲ။အယူကလည်းပြောမှာပေါ့ကျွန်တော်အိမ်ထဲမှာကြက်တွေရှိတယ်တဆေတွေရှိတယ်ကျွန်တော်တို့နေရကူရှိဘူးဒီကြက်တွေတဆေတွေနဲ့ပဲဘွားသာတက်ပြီးတော့နေနေတာဖြစ်တဲ့အတွက် ဒီအင်ကြီးကဘယ်လိုမှသုံးမကြတော့ဘူးဆိုတော့ကျွန်တော်ပြန်ပြီးရှုပ်ပြလိုက်တာလို့ပြောပြီးဆိုရင်တရားသူကဘယ်လိုပြောလဲဆိုတော့အော်ဒီကောင်ယူနေပြီအဲအဲ့လိုဆိုသူ့ထောင်ချမလားဆိုမချဘူးဟောသူ့အမှုကြီးလိုက်တဲ့အခါမှာလူထောင်ချတာမဟုတ်ဘူးမိနစ်ရှုပ်ယုံနဲ့ထောင်ချတာမဟုတ်ဘူးသူမိနစ်ရှုပ်တာပဲအိမ်ကိုမိနစ်ရှုပ်ယုံနဲ့ပြပေးတာမဟုတ်ဘူးဒီလူအိမ်ကိုမိနစ်ရှုပ်တာပဲဒါမှမဟုတ်သူ့အသည့်ဟာအာဒီလိုကြီးတိပြီးတော့မိနစ်ရှုပ်တာဆိုတော့အာဒီလိုကလူမဟုတ်ဘူးကဒီလိုယူနေတယ် ယူနေတယ်ဆိုတော့သူ့အိမ်ကသူ့အိမ်ကိုမိနေချိုးတဲ့သူကိုကဲသူ့ကိုစိတ်ဆက်ဆင်းကိုပုတ်ပေးပြီးတော့သူ့ကြောက်အောင်ကုပေးလိုက်ကြပါလို့သူအမိတ်ချတယ်ကြာမှန်ပါအဲဆိုလိုတာတော့အမှုကိုကျုပ်တို့ကအေးထားတယ်လို့ဆိုတာမထင်ရှားဘူးလားဗျာတော့မှန်ပါတကယ်အမှုကိုလှုပ်လှုပ်တာလူကိုလှုပ်လှုပ်တာမဟုတ်ဘူးကျုပ်တို့တွေမုန်တီးလို့မို့လို့ရိုက်ပုတ်ပြစ်လိုက်တာတွေနှင်ထုတ်ပြစ်လိုက်တာတွေရှိမှာပေါ့အဲအမှုကိုပဲလှုပ်တာကျုပ်တို့တွေချစ်ကြည်လို့မို့လို့တိမ့်ပိုက်ထားတာတွေလည်းရှိမှာပေါ့အဲ့ဒါတွေလည်းအမှုကိုတိမ့်ပိုက်တာ အဲအဲ့လိုဆိုတော့အကုန်လုံးကလူတွေကအမှုနဲ့လုံနေကြပြီမဲ့အမှုလုံနေမှလည်းမသိဘူးဗျအဲ့လိုပဲဖြစ်နေရုပ်လိုဖြစ်မိုက်တယ်လို့ပြောရမှာပါပဲဒါလည်းနည်းနည်းပေါ်လာလို့ပြောရမှာပါခွေးတကောင်ခဲနဲ့ပေါက်လိုက်လို့ရှိရင်အဲ့ဒီခွေးကခဲလုံးကိုသွားကြိုက်တယ်ဗျာဟာအဲ့ဒါတို့လူတွေလိုပဲဟာလို့ကျုပ်စိတ်ထဲမှာဖြစ်မိတယ်ဗျာဘာလို့ဆိုတော့သူ့ကိုနာနာစီတာခဲလုံးကနာစီတာဘူးဗျာခဲလုံးကနာစီတာဆိုနာစီတာကိုသူတုံ့ပြန်ရမှာဆိုရင်တော့ခဲလုံးကိုပြန်ကြိုက်ရမှာ ကယ်လို့ကိုညှိုးထားမှာပေါ့ဒါကျုပ်တို့လူတွေကလည်းအဲ့ဒီတိုင်ပဲဗျကျုပ်တို့ဒီစုံတစ်ခုလောက်ပြီလို့ဆိုလို့ရှိရင်လောက်တာကတော့အမှုကလောက်တာအမှုကလောက်တာဖြစ်မလို့အဲ့အမှုရှင်ဖြစ်တဲ့လူကလောက်တာပဲဆိုတော့အဲ့လူကိုလက်သားကြည့်ပါအဲ့လူကိုတော့ပြန်သတ်မယ်ကွာပြန်ပြီးတော့ရိုက်မယ်ကွာနဲ့ကျုပ်တို့ကလူလက်သားကြည့်တာတကယ်မှားပါတယ်လူကလောက်တာမှမဟုတ်ပဲဒီအမှုကိုတန်ကြာဆက်နဲ့ကြိုးကြိုင်နေတဲ့လေပတ်မှုလေးတစ်ခုရှိတယ် အဲ့ဒါကနေလောက်တာလို့ဆိုတော့မသိဘူးကျွတ်တော့အဲ့ဒါလည်းကျွတ်တို့ဖះပြောမှအဲ့ဒီဆက်ကလည်းတည်တာဆိုတော့အဲ့ဒီဆက်လည်းဘယ်သူမှမသိကြတဲ့အတွက်ကိုယ်နင်းတာအောင်လုပ်တယ်လို့ဆိုရင်လုပ်တဲ့သူကဘယ်သူမှခွင့်မလွတ်နိုင်ဘူးဘာလို့လဲဆိုရင်လုပ်တာကိုတိမှမတိတာကြီးမတိတဲ့အတွက်ခွင့်မလွတ်နိုင်ဘူးအဲ့လိုဖြစ်တယ်ဒါပြောတာတွေကျုပ်ပြောတာတွေများတော့ပါပြီရှည်လဲရှည်တော့ပါပြီဆိုလိုတာတော့အရိယသစ္စာရဲ့တန်ဖိုးကိုခုကျုပ်ပြောနေတာတွေဟာတယ်ဖို့နိုင်မယ်လို့ထင်ပါတယ်ဒီမှာအဲ့ဒီအရိယသစ္စာဆိုတဲ့ဟာကို ျုပ်တို့ဖះကိုကျုပ်တို့ကိုးကြကြတယ်ကျုပ်တို့ဖះအဲ့ဒီအရိယသစ္စာရတဲ့သူဗျာအဲ့ဒီအရိယသစ္စာပေါက်တဲ့သူဆိုတော့ကျုပ်တို့ကဖះကိုးကြရတယ်ဖះရှိခိုးကြတယ်ဘာဖြစ်လို့ရှိခိုးတာတုံးလို့မေးလို့ရှိရင်ရှိခိုးတယ်ဆိုတာကိုကိုယ်တိုင်ကအဲကျုပ်တို့လည်းအနေအထိပ်ပဲရှားပါတယ်ရှားတော့တိတ်လည်းမရပြပါအဲ့ဒီနေရာမှာဘန္တလေးကဥညုံဝင်ဗျာဥညုံရနေပြီးတော့သူ့စာလေးရေးတယ်ရှိခိုးဆိုတာရှိခိုးกว่าတယ်ရှိခိုးတယ်ဆိုတာ ရှိဆိုတာဘုရားစီမံရှိတာကိုခိုးဆိုတာအတုခိုးတာပါလေတို့ကဘုရားစီမံရှိတဲ့ဟာအတုခိုးအတုခိုးကိုရံအတွက်သူ့ကိုရှုခိုးရတာလေဟုတ်တယ်ဟာလို့အဲကျွတ်တော့လည်းဒါတကလုံးဆိုလို့ရှိရင်အမြတ်တိုးတာနဲ့နဲ့တွေပဲရှာတတ်တယ်လေးထားရှိတယ်ဟုတ်ပါဘူးအဲ့လိုဆိုသူရှာပြောတာဟုတ်တယ်ဟာလို့သူ့ကိုရှုခိုးတယ်ဆိုတာလို့ဘောလို့ဆိုရင်တော့ကျုပ်ရေးစိတ်တော်ပါနေတော့ဥစိန်လာဦးတို့အခုဥခင်ပေါင်းဆွေပေါ့ဗျာဟိုခပောက်ပါတီပေါ့နော်ဟုတ်ပါ ဦးခင်မောင်ဆွေတို့ကသူတို့လည်းထောင်ကြလာအဲကျုပ်ကိုတခါလဲဘုန်းကြီးပြာကြီးနဲ့သူများတူတူပြောကြတဲ့အခါကျတော့ဒီဘုန်းကြီးပြာကြီးငါတို့လဲလိလာဒေတာပေါ့ကွာလို့သူတို့ပြောကြတော့နိုင်ငံရေးသမားဆိုတာတွေ့တဲ့သူကိုလိလာပါဘူးဗျာဒါနဲ့သူတို့အိမ်သာတက်ကြတယ်ဆိုသူတို့အိမ်သာကြီးကတွင်းကြီးဟုတ်ပါအဲ့တွင်ကြီးပေါ်မှာမှ၄ရောက်၅ရောက်လောက်တပြိုင်တည်းတက်နေအောင်တို့တို့ချောင်းနေတို့ချောင်းနေတန်တော်တင်ထားတာပေါ့ဗျာပြင်များနေအဲ့ပြင်များနှစ်ချက်နှစ်ဟိုနှစ်ချောင်းပေါ်မှာ လူတယောက်ကတက်ပြီးအိမ်သာတက်ဟိုဘက်ပြည်သားနှစ်ချောင်းပေါ်မှာလူတယောက်ကတက်ပြီးအိမ်သာတက်အောက်ကကြည်ကြီးတွေပေါ့ဗျာအဲ့လိုအိမ်သာတက်ကြတယ်ဆိုတာလူတွေစုလို့ပေါ့အလျောက်ငါးလောက်စုပြီးတက်အဲ့လိုပဲအကာလည်းမရှိဘူးမိုးလည်းမရှိဘူးအဲ့ဒီတော့အိမ်သာတက်နေတဲ့နေရာမှာကျုပ်နဲ့တခန်းနဲ့နေရတဲ့ကလေးတယောက်အသက်ကတော့30ကျော်လောက်ရှိပြီအဲ့သူလည်းပါတယ်အဲ့တော့ဝွကျင်ကျုပ်စီကိုလေးလာတော့မယ်ဆိုရင်ကျုပ်ဝွကျင်ကိုအရင်လေးလာပါမို့လားအဲ့လူကလေးဘေးကဖိုးကြီးအပြကြီးနဲ့အတူတူနေရတယ်ဆိုဟုတ်လား ဟုတ်တယ်ဗျာကျွန်တော်နေတခန့်နေပဲပေါ့ပြီးတော့ခေါင်းကြီးအပြာကြီးอ่ะဖျားပြင်းရှိခိုးရလားပေါ့မေးတာအဲ့တော့အဲ့ဒီကလေးလေးကဘာပြောလဲကျုပ်ကလည်းသူ့ကိုဖျားရှိခိုးနေတယ်ဆက်လဲလို့ဘာမှမပြောဘူးပါဘူးမပြောဘူးမင်း तू လည်းကျုပ်တို့ပြောတကားတွေရာတိနေတာဆိုတော့ तू ကဘာပြောလဲဆိုတော့ကျုပ်တို့ဖျားရှိခိုးရတယ်ဖျားမှဟုတ်ကလားဗျာ तू အဲ့လိုပြောနေတာကျုပ်တို့ဖျားရှိခိုးရတယ်ဗျာဟုတ်လို့လားဗျာဟုတ်ပါ ဟာကွာမေးရဘုရားပဲရှင်မကိုရတဲ့ဘုရားလို့ပြန်ရှိသေးလို့လားကွာဟုတ်ပါအဲဥက္ကမဆွေကပြန်ပြောတယ်အခုဗာဒီဥက္ကာကြီးပေါ့နော်ဘာပါတီးတဲ့ဘူပါတီးနာမည်အဲဒီမိုကရေစီတက်လာဟုတ်ပါဦးအင်းအင်းအဒီမိုကရေစီအင်းအားစုအဲဒီမိုကရေစီအင်းအားစုပါတီးပေါ့အဲ့ဒီရဲ့ဥက္ကာကြီးဖြစ်တဲ့ဥက္ကမဆွေကမေးအရှင်မကိုရတဲ့ဘုရားလို့ပြန်ရှိသေးလို့လားကွာလို့မေးတဲ့ခါကျတော့အဲကျုပ်ရဲ့အဲ့ဒီခုနကအခန်းထဲအတူတူနေတဲ့ကလေးကဘာပြောတယ်ဆိုတော့ အဲအဲ့လိုစီကျွတ်တို့ဖရာကျွတ်တို့မစားတယ်ဖရာလားတဲ့ဟုတ်ပါသူကမေးတာအဲကျွတ်တို့မကောင်းတာတွေကနေပြီးတော့ကောင်းအောင်လုပ်ပေးတယ်ဖရာလားပေါ့ဟာဘယ်သလိုတော့ဟုတ်ပါမလို့ကွာလေတို့ဖရာမားတယ်ဖရာမဟုတ်ဘူးကွာပေါ့အဲဥက္ကမဆွေလည်းပြန်ပြောတော့အဲဒါလို့ဆိုရင်သူ့ရှိခိုးပြီးတကယ်ဘာရီရပြစီလို့ညာရီရပြစီလို့ကျွတ်တို့ကပြောနေလို့တော့ကျွတ်တို့မားတာလည်းမဟုတ်တာဆိုတော့ဘာလို့ရတော့ပြန်ပေါ့တာဘာလို့အဲ तू အဲ့လိုပြောတာအဲ့လိုပြောတဲ့ခါကျတော့ အဲ့တော့ဥသိမ်းလာဦးကလည်းပဲဥက္ကမောင်ဆွေနဲ့ကသူတို့ကတငယ်ချင်း NLD ပါတီမှာရှိတယ်။အဲအဲ့ဒီဥသိမ်းလာဦးကပါပြောလို့ဟာခင်ဗျခလေးပြောတာဟုတ်တယ်ဗျ။အဲခလေးပြောတာဟုတ်တယ်ဗျလို့ဆိုတဲ့ခါကျတော့ကပြီးသွားတယ်လို့ပြောတော့ဆိုလိုတာကတော့ကျုပ်တို့ဖျားချစ်ခိုးရတယ်ဗျမဟုတ်ဘူးဗျတကယ်တည်းဆိုရင်တော့ပြောမယ်ဆိုရင်ကျုပ်တို့ဖျားမားတယ်ဗျမဟုတ်ဘူး။မှန်ပါမှန်ပါခရိယံဆိုရင်ကတော့ချစ်ခိုးမှဖြစ်မှာဗျ။မှန်ပါ ဘာလို့လဲဆိုတော့တို့ကိုဖန်ဆင်းပေးထားတာကဒီဖြစ်တို့ဖျားဟုတ်ဗျာတို့ချမ်းသာအောင်လဲတို့ဖျားလုပ်ပေးထားတာတို့ဆင်းရဲကလူဖြစ်အောင်လဲတို့ဖျားနေပြီးတော့နှစ်ကွထားတာဒီလိုမဟုတ်လို့မလို့ဆင်းရဲကလူဖြစ်စီဆိုပြီးတော့တို့ဖျားနေပြီးတော့နှစ်ကွထားတာတို့တောင်ဝေကရအောင်ပေါ့ဗျာအဲတို့ချမ်းသာအောင်လဲတို့ဖျားနေပြီးတော့ဟုတ်ကဲ့လားတို့ဖြစ်သမျှတွေဟာတို့ဖျားရဲ့အလိုဆန္ဒနဲ့ကင်းပြီးဘာမှဖြစ်ဘူးတဲ့အော်ဒီတိရကလေးတွေတစ်ပင်မှလှုပ်နေတယ် ဲ့တိရကလေးတရွတ်လှုပ်တာတောင်တို့ဘုရားရဲ့အလိုဆန္ဒနဲ့ကင်းပြီးတော့လှုပ်လို့မရဘူးတဲ့အဲတို့ကအဲ့လောက်ထိယုံထားတာဆိုတော့အဲ့ဘုရားရှ िख ိုးမှာပေါ့တို့ဘုရားကြောက်ရမှာပေါ့တို့ဘုရားပြုတ်လို့ဘုရားကြောက်ကြရမှာမဟုတ်တာဆိုရှ िख ိုးကြရလည်းမဟုတ်ဘူး तू ကအရိယာသစ္စာတရားသိတယ် तू ဆိုတော့ तू သိတဲ့ဟာကိုလူတွေကိုဟောတာဒီလိုဖြစ်တယ်ကွာဟောတာဒီလိုဖြစ်တယ်ကွာလို့ကျောင်းဆရာကကျောင်းသားတွေကိုစာတင်ပေးတယ်လို့လူတွေကိုတို့ကနေပြီးတင်ကြပေးတယ်ကျောင်းဘုရားကနေပြီးတင်ကြပေးလမ်းညွန်ဒေသကပေါ့ပြုတ်လို့ဘုရား အဲအဲ့လိုဖြစ်တဲ့အတွက်ကျုပ်တို့ဖျားကိုရှ िख ိုးရတာတကယ်တော့အရိယတရားသစ္စာတရားရအောင်လို့ပဲရှ िख ိုးရတာလို့ပဲပြောအောင်ပါဗျာဒါလေးလည်းကြုံလို့ပြောအောင်မယ်ကျုပ်တို့ဖျားလက်ထက်တုန်းကကျုပ်တို့ဖျားတာဝတိမှာနေတယ်ဆိုရင်ရာဇဂျိုကကျုပ်တို့ဖျားကိုကိုရတဲ့လူတွေဝေတာလီကကျုပ်တို့ဖျားကိုကိုရတဲ့လူတွေရှိတာပေါ့အမျိုးမျိုးတွေပါကျုပ်တို့ဖျားကိုမှန်ပြီးရှ िख ိုးကြတယ်လို့ဆိုတဲ့ဟာစာတစ်ပိုက်ပေတစ်ပိုက်စာတစ်လုံးပေတစ်လုံးတနည်းအားဖြင့်မတွေ့ဘူးဗျာတမအဲကျုပ်တို့ဖျားလက်ထက်က သူတို့တက္ကရာကမတွေကကျုပ်တို့ဖျားရှ िख ိုးတဲ့ပုံမပေါက်ပါဘူးကျုပ်တို့သူပြောချင်တယ်ကျုပ်တို့ဖျားကိုရှ िख ိုးကြဘူးလို့သူပြောရမှာပေါ့နော်ကျုပ်တို့ဖျားကိုရှ िख ိုးဘူးလို့ပြောရင်တော့သွန်းတော်လည်းမကပ်ဘူးလို့ပြောရမှာပေါ့နော်ပန်းတော်လည်းမကပ်ရေချမ်းတော်လည်းမကပ်ဘူးလို့ပြောကျုပ်တို့ဖျားဖြစ်စွစားချင်းတိုင်ရဲ့သူတင်ကန်းလေးကိုအထက်အောင်ပြောင်းပြန်လှန်ပြီးတော့ဒီလိုဝတ်နေရာကနေပြီးတော့ ွာတဲ့မြို့တဲ့မြို့တဲ့ရွာတဲ့သွားဆုံခံတော့မယ်ဆိုရင်ဒီတင်ကန်းကိုအတွင်းအပြင်လှန်လိုက်တယ်တင်မိုင်ကိုလည်းပဲအတွင်းထဲကတင်မိုင်အပြင်မဲ့ရောက်သွားအဲ့ဒါဟိတုဘုရိယာယေနာဆိုတယ်ကျလို့ငယ်တော့ပါဠိတစ်ခုတရားပေါ့အဲထဲအောင်ပြောင်းပြန်လှန်ပြီးတော့ဆိုတော့ဘယ်လိုပြောင်းလှန်လာတာတော့ကျွတ်တော့သိရတာပေါ့ဗျာတကယ်တော့အတွင်းပြင်လှန်အတွင်းပြင်လှန်ဝဲတော့အပြင်ဘက်ကမြူတွေပါရှိနေတယ်ဆိုတော့ဗျာအတွင်းကတော့မရှိဘူးပေါ့အဲ့လိုဆိုပြောင်းပြန်လှန်လိုက်လို့ရှိရင် မျိုးတွေဘာတွေကင်းစင်တဲ့တင်ကဖြစ်သွားမှာပေါ့နော်ဟုတ်ပါအဲအဲ့လိုမျိုးလို့ဖြစ်သွားအောင်ပေါ့ဗျာအဲဖျားဆိုရင်နေတဲ့ဆိုကသွားနေရချာသုံးတအုပ်တောင်သူ့လူတဲ့လူရှိဖို့မရပါဘူးလို့ပြောရမယ်ပြောချင်တာအဲ့ဒါမဟုတ်ဘူးကျွတ်တို့ဖျားကိုဒီကနေ့ရှ िख ိုးကြတာတမြိုင်မြိုင်ပြီးတော့လေဟိုလိုဟုတ်တာလည်းမဟုတ်ဘူးခုပြောဝါပေါ်တော့ဒါဖျားခင်မာဒီဖျားရဲ့တကားတကားမဒီကဖျားကိုရှင့်မခိုးကြဘူး အဲဆိုလိုတာဒီနေရာမှာဒါအိမ်မှာပေါ့နော်နေ့စဉ်နေတိုင်းကျွန်တော်တို့အခုခေတ်ဗုဒ္ဓဘာသာဝင်တွေလိုမျိုးပေါ့နော်အပန်းရေရန်ကတ်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေဒါမရှိဘူးလို့ပြောတယ်တကယ်တော့ဒါဖြစ်တော့ဖြစ်နိုင်တယ်။ဘာကြောင့်မို့လဲဆိုတော့တို့ကဒါတက်ရှိတင်ရှားဖရားကြီးနဲ့အဲတို့တွေ့ချင်းသွားပြီးတော့တွေ့လို့ရရပေါ့နော်။အဲအဲ့လိုဆိုရင်တော့မှတို့ဒါနေတိုင်းတော့တွေ့မှာမဟုတ်ဘူးဗျ။ခုခေတ်မှာတော့မှပေါ့နော်ကိုကြည်ညိုတဲ့ဆရာတော်ကိုဒါတစ်လတစ်ခါပဲဖြစ်ဖြစ်တချို့ဆိုရင်ဗျာဒီ၄၅၆လောက်မှဒီတစ်ခေါက်လောက်ပဲရောက်တာမျိုးပေါ့နော်။ အဲ့လိုမျိုးပဲဒါရောက်ဖြစ်ကြတယ်ပြောပေါ်တော့ဒါအပြင်မှာသက်ရှိတင်ရှာရှိနေသေးတဲ့အတွက်ပေါ့နော်ဒီနေ့စဉ်နေတိုင်းကိုယ့်အိမ်မှာဒီရှိခိုးတယ်ဆိုတာမျိုးကြီးကတော့ဒါဖြစ်နိုင်ကြတော့တော်လေးနေတယ်ကျုပ်တို့ဘုရားရှိခိုးကြတဲ့သူတွေမှားတယ်မှားတယ်ဆိုမသိဘူးသူတို့မသိဘူးကျုပ်ပြောစကားတွေသိရှိပါတယ်ရှိရှိနေတဲ့စကားတွေကကျွန်တော်လည်းအားနာပါတယ်ပြောတော့လည်းပြောမှကိုကောင်းမှဆိုပြီးတော့လည်းကျုပ်ကတော့ပြောပြောနေတာဘာဖြစ်လို့လဲဆိုရင်ဆရာဆုံးပြီအဲကျုပ်တို့ ဩဃာတဘုရားချစ်ခိုးဆိုရင်ကလေးတွေချစ်ခိုးကြတာဖြစ်တဲ့အတွက်ဘယ်ချိန်ခိုင်ခိုင်ရတယ်ဩဃာတဘုရားချစ်ခိုးပေါ့ဘယ်တော့မှမပေးဘူးလို့ပြောကြတော့အဲ့ဒီဩဃာတဘုရားချစ်ခိုးကိုစစ်ကြည့်တယ်ကြိုးတယ်ဒါတော့အသေးပဲမရှိဘူးဒါတော့အသေးပဲမရှိဘူးဒါတော့အသေးပဲမရှိဘူးတခုတခုဖြုတ်ကြည့်တာအကုန်လုံးပြုတ်သွားကြတာနောက်တော့တခုတခုချင်းပြန်တက်ပြီးတော့တစ်ခါလေအကုန်လုံးပြန်တက်ရတယ်ဆိုလိုတာတော့မတိချင်းနဲ့ချစ်ခိုးနေတဲ့အခါမှာမတိချင်းတဲ့ဟာတွေအကုန်ဖြုတ်ပြီးဖြုတ်ပြီးဖြုတ်ပြီးပြီးတော့တခုတခုအသေးပဲပေါ်လာလို့ရှိတယ်အခါကျတော့ အဲ့ခါကျမှပြန်တတ်တဲ့ခါကျမှအကုန်လုံးပြန်ရောက်လာဆိုတော့အတိနဲ့လောက်တာမဟုတ်ဘူးမတိနဲ့လောက်တာလို့ဆိုတော့ပြောတာပေါ့ဗျာအဲ့ဒါကိုကျုပ်ပြန်တကယ်ကိုပြောချင်ပါတယ်ရွှေကုံဖျားကိုတနေ့တနေ့လူတွေတောင်းချီလာနေကြတယ်အဲ့လာနေတဲ့သူတွေကိုအော်တိုယူချင်တယ်ကျုပ်တွေတော့အဖျားရှိခိုးတဲ့အချိန်မှာခင်ဗျားစိတ်ဘယ်လိုထားတော့လို့ဆိုတာလေးကိုရေးခဲ့ပါလို့ဒါလေးတခြားဘူးလူတွေလူတွေကိုအော်တိုလက်မှတ်လေးလိုက်ကောက်ချင်တယ် ဘသူပဲရေရတဲ့အဖြစ်ရောက်မှာမဟုတ်ဘူးလို့ထင်တယ်ခင်ဗျားတို့လည်းရှိခိုးကြမှာပဲလို့ထင်ပါတယ်ကျုပ်တို့လည်းရှိခိုးတာပါပဲကျုပ်ကတော့ဘုရားရှိခိုးတဲ့အခါမှာတော့စာ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 နဲ့ရှေ့ရနေပြီးတော့အတန်ထောက်ကျုပ်ကရှိခိုးတဲ့လေးထားရှိတယ်တစက်မှဘုရားကြီးမရောက်ဘူးအကျုပ်ရှိခိုးတာဘာဖြစ်လို့မရောက်ဘူးလို့သိရလဲဆိုဘုရားကြီးကိုတစ်ခါတည်းရန်ရောက်တယ်ငါမြတ်မှုနေဘုရားကြီးကိုတစ်ခါတည်းရန်ရောက်လို့ရှိရင်ဘုရားကြီးကိုရှိခိုးတယ်ဘုရားကြီးရှိခိုးတဲ့အခါမှာတေးသေးချာချာကိုစိတ်ပါလက်ပါဖြစ်ခြင်းတယ် ယ်ဘုရားကြီးရှိခိုးတာဖြစ်ရှင်တော့ဣတိပိသောဘဂဝါရဟံတမတမောတော်ဝိသဇရဏတမ္ပနောသူကတော်လောကဝိတုနဲ့ဆိုတဲ့ငါတဲ့များတဲ့အတွက်မအောင်မိနိုင်တာနဲ့တူတယ်ပေါ့အဲ့လိုစင်တော့တကယ်သူ့ရဲ့ဂုံကြီးအတိုက်အပီစိတ်ကနေတိပြီးတော့ရှိခိုးရအတွက်ငါဒီခိုးတော့ကိုးပါလုံးခိုးတော့ဘူးငါတပားတဲ့ခုမဲ့ဣတိပိသောဘဂဝါရဟံဣတိပိသောဘဂဝါအဲ့ဒီဘုရားကြီးကဒီလိုအကြောင်းဒီလိုအကြောင်းနေကြောင်း အရဟအရဟအီချင်းတော်ရှိတော်မူတယ်ဗောအဲ့ဒါကိုမိနေအောင်ရှ िख ိုးမယ်ကိုဦးတိုက်ပြီးရှ िख ိုးတာ ਨੇ အဲ့ဒီမြင်ထားတဲ့ဟာ ਨੇ တစ်လက်ထဲကြအောင်ရှ िख ိုးမယ်အရဟံဘောဗျာဒီအရဟံကိုမိအောင်ရှ िख ိုးလို့မရအောင်အဲကျုပ်တို့အဲ့လိုရှိပါတယ်လို့ပြောရမှာဗောနော်ဆိုလိုတာကတော့ကျုပ်တို့ကတတိထားတဲ့လူဆိုတော့မဖြစ်တာကိုမဖြစ်ဘူးလို့ကျုပ်တို့ကသိတယ် တတိမထားရင်တော့မဖြစ်တာဘူးမဖြစ်ဘူးလို့မသိဘူးကျုပ်တို့တိတ်ဖျားရှိခိုးကောင်းတဲ့လူတွေနဲ့တွေ့တာပေါ့ဟို၃နာရီလောက်ဖျားရှိခိုးတဲ့ဘုံမှုအောင်ရဲ့တမက်ဖြစ်တဲ့ဦးသိန်းလွင်ဆိုတဲ့သူထောင်ထဲမှာအတူတူကြာသူ၃နာရီလောက်ဖျားရှိခိုးတယ်လို့သိရအဲကျုပ်တို့နဲ့ပေါင်းရောင်းပြီးပြောဆိုလိုက်တဲ့ခါကျဟောသူဖျားရှိခိုးရတယ်ဘာမှမဟုတ်တော့ဖြစ်ဘူးတော့ဆရာကြီးဦးရအောင်ဆရာကြီးဦးရင်စိတ်အလွန်ဖျားရှိခိုးကောင်းတဲ့လူတွေပဲသူတို့ကလည်း ဘုရားကိုပန်းပေါင်း၈000နဲ့၄000ဟုတ်တယ်ရောင်းတယ်ဖြီးပြီးပေါင်း၈000နဲ့၄000အမွေးတိုင်းပေါင်း၈000နဲ့၄000အဲ့ဒါဘယ်နဲ့ပြန်ဆောင်ပြီလဲမသိဘူး၈000နဲ့၄000တပြားမကဘူးခိုင်းဘုရားဘုရားအဲ့လိုပူဇော်ပြီးရှိခိုးနေတယ်သူစိတ်ဓာတ်ဘယ်မှာလဲလို့ဆိုတဲ့ဟာကိုဒီမှာနောက်ဆုံးမိသူတို့ကောက်ချစ်ချလို့ဗျာဒီမှာဒါကိုရမဟုတ်ပဲတဲ့သူများတွေကိုလည်းစစ်ကြည့်ရင် အစ်စ်ခိုင်းတော့ဒေချာတိတာပေါ့နော်တိတော့အဲ့တော့ဒါအပြင်လဲရောက်တော့ပါပြီကျုပ်တို့ပြောဆိုစကားဆိုလိုတာကတော့ပြင်ကျုပ်တို့ဖျားရှိခိုးကြရတာပါဘုကျုပ်တို့ဖျားလက်ထက်ကဖျားရှိခိုးမရှိဘူးလို့ပြောကြောင်းဖျားတွေ့တဲ့အခါမှာတော့ကျုပ်တို့အခုဘုန်းကြီးတွေ့တဲ့အခါမှာကျုပ်တို့ဘုန်းကြီးကိုလေးဂရုပြုတယ်လို့မျိုးလို့ရှိခိုးတာမျိုးတော့လုံးပါပေါ့ဆိုလိုတော့ဩဃာတာဩဃာတာတဲ့တော့ဘယ်လိုရှိမခိုးပါဘူးလို့တို့ဆိုလိုတာပေါ့တခြားတခြားနဲ့လည်းရှိမခိုးပါဘူးပေါ့အဲ့လို ရှင်သာရိပုတ္တရာဘုရားရှိခိုးလို့ကျူရရှင်သာရိပုတ္တရာတဏျာနေပြီးတော့သူ့တပည့်တွေနဲ့လာတယ်ဘုရားရှိနေတယ်သူ့နားမှာယန်းကြီးလင်ငန်း60လောက်ရှိရှင်သာရိပုတ္တရာရှိခိုးတယ်ရှိခိုးကထားတော့အပြည့်မရတော့ဘူးအเจ้าရာလေးပြောမယ်အဲ့ဒီတစ်စိတ်တစ်ပိုင်းလေးအဲမြတ်စွာဘုရားတဲ့မြတ်စွာဘုရားကိုဒီလိုရှိခိုးတာအကျဉ်းထုတ်တယ်လို့ရှိခိုးတာမဟုတ်ပါဘူး။ဒီလိုပြောတယ် အဂတိညူစာပဲအဲအဲ့လိုမျိုးလို့သူပြောတယ်ဗျဆိုတော့သူကျေးဇူးတင်လို့မဟုတ်ပါဘူးဆိုတဲ့ဟာမျိုးလို့ဖျားဖျားကိုသူပြောပြီးတော့ပြောတဲ့စကားလေးနဲ့ဖျားကိုရှောက်တာပေါ့ဗျာဒါရှစ်ခိုးတာပါပဲရှောက်တာအဲ့တော့ဖျားကြီးနာဖျားနာမှာနေနေကြတယ်ရဟန်းကြီး600ရာနေပြီးတော့ဟဲ့ရှင်သာရိပုတ္တရာဆိုတာသာသနာတော်မှာထိတ်ကြီးဆိုပြီးတို့ပြန်လေးထားနေလဲရတာခုထိဖျားသူမသိသေးဘူးတဲ့လားသိပြီကြတာပေါ့အဲ့ဘုန်းကြီးတွေသိဖြစ်တဲ့အခါကျတော့ ဘုရားအဲ့ဘုန်းကြီးတွေမျက်နှာပြတ်တာတိတာပေါ့တိတဲ့ခါကျသာရိပုတ္တရာမင်းကပြန်ပြောဘူးအခမ်းပြန်ရှိခိုးဦးပေါ့ဗျာတတိတော်ကဘုရားကိုချင်းကတ်တာကတဲ့ကျေးဇူးတင်လို့ချင်းကိုရှိကချင်းကတ်တာမဟုတ်ဘူးတဲ့တကယ်ကို အမှန်ကိုသိနေလို့ချင်းကတ်တာတဲ့ဒီလိုပြောတာညာတာတကယ်ဆိုတော့ပိုးလေးနဲ့တာပေါ့ဗျာအဲ့တော့ကျေးဇူးမတင်ပါဘူးလို့ပြောတာကျေးဇူးမတင်ပါဘူးလို့ဆိုတာ ကျေးဇူးတင်လို့ပြန်ပြီးတော့ဘုရားကိုအလေးကရုပြုနေတာမဟုတ်ပါဘူးဗော။တိလို့ဟိုအလေးကရုပြုနေတာပါလို့ဆိုတော့ဂါထာလေးကတော့တဘုတ်ပြီးသားသားရှိကျုံမရဘူးအဲဒီဂါထာ။ထားလိုက်ပါတော့အဲ့လိုမျိုးအနေထားမျိုးရှင်သာရိပုတ္တရာရှိခိုးတာကိုဖြင့်ကျုပ်ဖြင့်တူကြီးရဲ့လို့သူပြောအောင်ပါတော့။အဲ့လိုရရသူလိုတာတော့ဖြင့်ဟိုဘုရားရှိခိုးနေတဲ့ဟာတွေကိုတရောနေတာလည်းမဟုတ်ဘူးနော်။ကဲနေတာလည်းမဟုတ်ဘူးနော်။လူကမတွေးဘူးဗျာ။ မတွေးတဲ့အတွက် မသိဘူးယ။အဲမသိတာလည်းပဲတော့မသိတော့မလုပ်ဘူးယ။မလုပ်တဲ့အတွက်မသိဘူးယ။မသိတဲ့အတွက်လည်းပဲမတွေးတတ်ဘူးယ။မတွေးတတ်တဲ့အတွက်ပဲတွက်လည်းပဲကျုပ်တို့ကရရင်ရတာအတိုင်းလုပ်တည်ကြတာယ။အဲကျုပ်တို့ဘုန်းကြီးတွေအဘဖြေတယ်ဆိုတော့ဖြေကြတယ်အဘတိတ္တဘာဘတိရောအော်ရောဆရာမကြီးဆိုပြီးတော့အဘတိအကုန်လုံးကိုအရှင်မြတ်ကိုပြောပါတယ်ဗျာ။ အဘတ်ဒီအကုန်လုံးလို့ပြောဗျာဘတ်လို့လည်းသူမပြောဘူးထုတ်ပြောဗျာတော့သူတင်းတဲ့အဘတ်ကိုဘုန်းကြီးတို့ထုတ်ပြောရမယ်လို့ပြောထုတ်ပြောပြီးတော့အကုန်လုံးအဘတ်ဒီထုတ်ပြောတယ်ဗျာလို့ပြောအကုန်လုံးအဘတ်ဒီဆိုတော့အဘတ်ဒီအကုန်လုံးပဲသူတင်းနေလို့လားကဲအဲ့လိုအဲ့ဒါအဘတ်တင်းတဲ့အခါမှာအဘတ်ပြောကိုအဘတ်တင်းနေတယ်ဆိုတဲ့အကြောင်းပြောကြားဖို့ရန်အတွက်အချိုးချိုးပြအဲ့ဒီအချိုးရွကြတာ အပြန်လန်ရွတ်ကြတာဟိုဘုန်းကြီးကမင်းရွတ်လိုက်ဒီဘုန်းကြီးကရွတ်လိုက်အာဘန္ဒိတဗ္ဗာပတိယအာရဆရာမိဆိုဓာတုပါဗျာဓာတုဓာတုလို့ပြောတယ်အာဘန္ဒိတဗ္ဗနတံဘုဟုလာဒန္တဝုထုကတဗ္ဗာပတိယအာရဆရာမိလေတခါထပြောတာအဲဒါလို့ဆိုရင်ရှင်ဘုရားအပြစ်ကိုတိဖျားနောလို့ပြောတယ်အာတပြီးတော့အာအပြစ်တွေကိုတိပါလေဖျားတယ်တခါပြန်ပြောတယ်အဲ့လိုဆိုရင်အဲ့ဒီအပြစ်တွေကိုတော့ကိုတော့မလုပ်ခဲနေဖို့လိုတယ်ဗျာနောလို့ကိုကိုကြီးပြောတယ်အာဒီမှာနောက်ဆိုရင်တပြီးတော့မလုပ်တော့ပါဘူးဗျာ ဟဲ့ဓာတုပါကိုရရဓာတုပါဘယ်သူမှဘာမှမသိဘူးအဲ့တိုင်ကြီးရုပ်ပြီးတော့အပြန်လံပြောကြတာအခုကျွတ်တို့လူတွေဒီလာယူတာလို့ပေါ့ဗျာရမဟာဝထာမိတံဝတိထာနဲ့ခေါင်းကြီးဒီလိုပြောလိုက်တယ်ဘာပြောတာလို့မသိဘူးအဲမသိဘူးမလို့လူရအာမဘန်းတွေပါဗျာလိုက်ကြတာရတာနော်သူလိုလားရမဟာဝထာ တရားကတော့ဒါတော်လေးကောင်းတယ်ဗျဒါမင်းဒါမင်းဒါဗီဒီယိုကတော့ဒါမိနစ်ကတော်ရှည်သွားပြီပေါ့နော်တကယ်လို့စိတ်ဝင်စားရင်တော့မှန်းခဲ့ပြီပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာဒါကြံတဲ့မိနစ်တွေရှည်သေးတယ်အဲစိတ်ဝင်စားသူများလို့ရင်တော့ကျွန်တော်ထပ်ပြီးတော့တင်ပေးမယ်